မိတ်ဆွေတို့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့စိတ်ကူးရှိပါသလားဒါမှမဟုတ်လက်ရှိလုပ်ငန်းကိုဘယ်လိုပိုကောင်းအောင်လုပ်ရမလဲဆိုတာသိကျင်နေပါသလား Fernando Trias de Bes ရဲ့ El Libro Negro de Emprendido ဆောက်ထဲမှာအဖြေရရှိပါတယ် Fernando Trias de Bes ဟာစီးပွားရေးနယ်ပယ်မှာနာမည်ကြီးတဲ့စာရေးဆရာတစ်ယောက်ပါသူစာအုပ်တွေကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်အများကြီးအထောက်အကူဖြစ်စေပါတယ်။ဒီဗီဒီယိုမှာသူ့ရဲ့ El Libro Negro de Emprendidos အထက်ကအဓိကချက်တွေကိုရှင်းပြပေးသွားပါမယ်။စွန့်ဦးတီထွင်သူ ဖြစ်ဖို့စိတ်အားထက်သန်မှုစွန့်ဦးတီထွင်သူတယောက်ဖြစ်ဖို့ဆိုတာစိတ်အားထက်သန်မှုကအဓိကပါ။အစာပိုင်းမှာဘာကြောင့်လှုပ်ချင်လဲဆိုတဲ့အကြောင်းပြချက်ထက်လှုပ်ချင်စိတ်ပြပြမှုကပိုအရေးကြီးပါတယ်။တချို့လူတွေကအလုပ်ပြုတ်လို့သို့မဟုတ်တထေးကိုမုန်းလို့စီးပွားရေးလုပ်ငန်းဆက်ကြတယ်။အဲ့ဒီအကြောင်းပြချက်တွေကရေရှိမခံပါဘူး။ တကယ်လို့စိတ်အားထက်သန်မှုမရှိရင်အဲ့ဒီအကြောင်းပြချက်တွေကဘာမှအတိတ်ပဲမရှိပါဘူးမိမိကိုယ်ကိုလှည့်စားတာနဲ့တူပါတယ်အချိန်စရာလွတ်လပ်မှုတို့မဟုတ်ပတ်စံပူရှာခြင်းလို့စီးပွားရေးလုပ်တာကပြဿနာတွေကနေရှောင်ပြေးတာနဲ့အတူတူပါပဲစိတ်အားထက်သန်မှုမရှိရင်ကြာရှုံးမှုပိုများပါတယ်မိ쇠စိတ်အားထက်သန်မှုဟာရမ်းမုန်းနဲ့တူပြီးအကြောင်းပြချက်ကမိစာနဲ့တူပါတယ်ရမ်းမုန်းမရှိရင်မိစာကဘာမှအလုပ်မဖြစ်ပါဘူးတကယ်စုံဦးတီထွင်သူတွေဟာ စုံဦးတီထွင်သူဖြစ်ချင်လို့ဖြစ်လာကြတာပါသူတို့မှအဲ့ဒီစိတ်တဲ့အပြည့်ရှိလို့ပါမတေချာမရေရာမှုတွေကိုလက်ခံပါစုံဦးတီထွင်သူတွေဟာမတေချာမရေရာမှုတွေကိုပျော်ရွှင်စွာလက်ခံတတ်ကြပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းသည် ရုပ်လုပ်ငန်းတစ်ခုတသက်မဟုတ်ပါမနှက်ဖြံမှာဘာဖြစ်လာမလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ရင်ဆိုင်ဖို့လိုပါတယ်မတေချာမရေရာမှုတွေကိုမခံနိုင်ရင်စုံဦးတီထွင်သူတယောက်မဖြစ်နိုင်ပါဘူး စုံဦးတီထွင်သူတွေဟာသူတို့ရဲ့စိတ်ထဲမှာတခုခုကိုဖန်တီးခြင်းစိတ်အမြဲရှိပါတယ်။အဲ့ဒီလိုဖန်တီးခြင်းကနေပျော်ရွှင်မှုကိုရရှိကြပါတယ်။သူတို့အတွက်စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းသည်ရည်ရွယ်ချက်တစ်ခုဖြစ်တယ်လို့တစ်ချိန်တည်းမှာယူမှန်းချက်လည်းဖြစ်ပါတယ်။ငွေရှာတာထက်ကိုပိုအရေးကြီးပါတယ်။မတိချာမရေရာမှုတွေကိုနှစ်သက်ခြင်းနဲ့စုံဦးတီထွင်လုပ်ငန်းကိုပျော်ရွှင်စွာလုပ်ကိုင်ခြင်းကစုံဦးတီထွင်သူတွေရဲ့အကြီးအကဲမောင်းနေအားနဲ့စွမ်းအင်ဖြစ်ပါတယ်။ ဒီစိတ်ဓာတ်မရှိရင်စွန်ဦးတီထွင်သူလို့အပြောခံရမှာမဟုတ်ပါဘူးအခက်ခဲတွေကို ရင်ဆိုင်နိုင်ဖို့ကြိုးစားပါအကြံဉာဏ်တွေမအောင်မြင်တာမဟုတ်ပါဘူးစိတ်ကူးစိတ်တန်းတွေကအခက်ခဲတွေကိုရင်ဆိုင်နိုင်ဖို့ပြက်ကွက်တာပါစွန်ဦးတီထွင်သူတွေဟာအခက်ခဲတွေကိုရင်ဆိုင်နိုင်ဖို့ခါစီပြီးကြိုးစားရပါမယ်ဘာလို့လဲဆိုတော့စီးပွားရေးလုပ်ငန်းတွေမှာပြဿနာတွေအများပေါ်လာတတ်လို့ပါ ငွေကြေးမလုံလောက်တာကနေအောင်မြင်မှုတွေပျက်စီးတဲ့အထိပြဿနာတွေကနေရာတိုင်းမှာရှိပါတယ်။စွန်ဦးတီထွင်သူတိုင်းအမားတွေလုံမိတတ်ကြပါတယ်။အဲ့ဒီအမားတွေကိုဘယ်လိုကင်တွေဖြစ်ရှင်းမလဲဆိုတာကအရေးကြီးပါတယ်။မွေးရပါစွန်ဦးတီထွင်စိတ်သက်မရှိသူတွေအတွက်အခက်ခဲတွေကိုကြော်လွားနိုင်တဲ့စွမ်းရည်ကအရေးကြီးပါတယ်။မိမိကိုယ်ကိုအပြစ်မတင်ပဲအမားတွေကို ပြန်သုံးသပ်ပါ။ပြီးရင်ပြန်ပြင်ပါစိတ်ကူးတစ်တွေနဲ့ပြန်စူးစမ်းပါ။ တကယ်လို့လက်တွေ့မှာအလုပ်မဖြစ်ဘူးဆိုရင်စီးပွားရေးလုပ်ငန်းကိုပြန်လည်တက်မှတ်ပါစိတ်တက်မကြပါနဲ့ခက်ခဲတဲ့အခြေအနေတွေသို့မဟုတ်စိတ်ပျက်စရာတွေကိုတင်ပေးတဲ့ပညာရေးတွေကနေခံနိုင်ရှိတဲ့စိတ်တက်ကိုမွေးမြူနိုင်ပါတယ်ဒါအပြင်စိတ်ပိုင်းဆိုင်ရာသို့မဟုတ်ရုပ်ပိုင်းဆိုင်ရာပန်းနိုင်တွေကိုချမှတ်ခြင်းနဲ့အဲ့ဒီပန်းနိုင်တွေကိုကြိုးစားပြီးအောင်မြင်အောင်လုပ်ခြင်းအဖြစ်ခံနိုင်ရှိတဲ့စိတ်တက်ကိုတည်ဆောက်နိုင်ပါတယ်လိုအပ်လို့သာအဆုစလုပ်ပါ လုပ်ငန်းဆဆချင်းမှာစုံဦးတီထွင်သူအစ်တွေဟာအထီးကျန်ဆန်မှာကြောက်လို့အဆုဆက်လုပ်ဖို့ဆုံးဖြတ်တတ်ကြပါတယ်။ဒါပေမဲ့အဆုဆက်လုပ်ခြင်းကအရန်စည်းကြီးပါတယ်။ရှယ်ယာတွေခွဲပေးရပြီးလုပ်ငန်းကိုပါရပ်တန့်သွားစေနိုင်ပါတယ်။ငွေလိုရင်ပန်းသို့မဟုတ်ယင်းနှမြုံနံသူတွေနဲ့စကားပြောပါ။အလုပ်ဝင်ကိုရှော့ချဖို့ဆိုရင်အလုပ်သမားတစ်ယောက်ငှားလိုက်ပါ။ကျွမ်းကျင်မှုမရှိတဲ့နေရာတွေအတွက်ဝန်ဆောင်မှုပေးနိုင်တဲ့သူတွေကိုငှားရမ်းပါ။အကြံဉာဏ်လိုရင်နီးပြစရာတစ်ယောက်ကိုငှားပါ။ အခြားစွန့်ဦးတီထွင်သူတွေနဲ့စကားပြောပါကြောက်ရွံ့နေတယ်ဆိုရင်အားကစားလုပ်ပါဆုံးဖြတ်ချက်တွေကိုမြ мян ချနိုင်ဖို့ခေါင်းဆောင်တယောက်တည်းရှိတာကအကောင်းဆုံးပါအတွေ့အကြုံရှိတဲ့စွန့်ဦးတီထွင်သူများစုကတယောက်တည်းလုပ်တာကပိုကောင်းတယ်လို့ပြောကြပါတယ်မိတ်ဆွေအနေနဲ့တခြားရွေးချယ်စရာမရှိတော့မှသာအဆုစလုပ်တင်ပါတယ်ဥပမာဘဏ်ကငွေမချေးနိုင်တဲ့အခါတို့မဟုတ်တခြားနည်းနဲ့မဖြေရှင်းနိုင်တဲ့ပြဿနာရှိတဲ့အခါမျိုးမှာပါ မခွဲခင်မှာဘလို့ခွဲမလဲဆိုတာကိုသဘောတူထားပါချမ်းသာတဲ့စုံတွဲတွေဟာလက်မထက်ခင်မှာပိုက်ဆိုင်မှုတွေကိုဘလို့ခွဲဝေမလဲဆိုတာကိုသဘောတူထားသလိုပါပဲအဆူဆက်လုံးမဲ့သူတွေဟာစောင့်လုပ်ခင်မှာဘလို့ခွဲထွက်မလဲဆိုတာကိုသဘောတူထားသင့်ပါတယ်ဘယ်အချိန်မှာထွက်သွားမလဲရှယ်ယာတွေကိုတင်ထားမလားဘလို့တန်ဖိုးဖြတ်မလဲငွေပေးချေမှုတွေကိုဘလို့လုပ်မလဲဆိုတာကိုအတိအကျပြောထားသင့်ပါတယ်မမျှတာတဲ့အဆူဆက်လုပ်ခြင်းကိုရှောင်ကျင်ပါ ငွေကြေးပစ္စည်းနဲ့လုပ်အားတွေကိုတိချစီတန်ဖိုးဖြတ်တင်ပါတယ်။ငွေကြေးကိုရှယ်ယာတွေနဲ့တန်ဖိုးဖြတ်ပြီးအကျိုးအမြတ်တွေနဲ့ပြန်ပေးတင်ပါတယ်။ပိုင်ဆိုင်မှုတွေကိုဈေးနှုန်းအမှန်နဲ့တန်ဖိုးဖြတ်တင်ပါတယ်။လုပ်အားကိုတင်းတင်းနဲ့လာတာနဲ့ပေးတင်ပါတယ်။လုပ်ငန်းဆက်ဆက်ချင်းမှာလစာကိုမပေးနိုင်သေးရင်ရှယ်ယာတွေနဲ့လစာကိုလုံးဝမရောတင်ပါဘူး။ဒါမှသာကုမ္ပဏီရဲ့ရည်ရှိတည်တံ့မှုကိုထိန်းသိမ်းထားနိုင်မှာပါ။ လုပ်ငန်းစလုပ်ကလေးကဘသူကဘာလုပ်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားသင့်ပါတယ်။လုပ်ငန်းပုံစံကအကြံဉာဏ်ထက်ပိုအရေးကြီးပါတယ်။အကြံဉာဏ်တစ်ခုကိုအရန်ဆွဲလန်းပြီးတိုးဝှက်ထားတာကကြာရှုံးခြင်းစီသို့ဥတည်သွားစေပါတယ်။တန်မိုးရှိတာကအကြံဉာဏ်တစ်ခုလည်းမဟုတ်ပါဘူး။အဲ့ဒီအကြံဉာဏ်ကိုဘလို့ကောင်းထဲဖို့မလဲ။ဘလို့တန်မိုးထားမလဲဈေးကွက်ထဲကိုဘလို့ထည့်သွင်းမလဲဆိုတာကပိုအရေးကြီးပါတယ်။ဘာလို့ကျွန်တော်စီကဝင်ပါလဲလို့အမြဲမေးခွန်းထုတ်ပါ ဘာကိုရောက်မလဲဆိုတာထက်ဘာကြောင့်ဝယ်တင်လဲဆိုတာကိုကိုအာယုံစိုက်ပါလူတွေကကုန်ပစ္စည်းသို့မဟုတ်ဝန်ဆောင်မှုကိုဘာလို့ပိုနှစ်သက်ကြတာလဲဆိုတော့အဲ့ဒါကပိုကောင်းလို့သို့မဟုတ်ပိုဈေးတက်တာလို့ပါအဲ့ဒီမေကွန်းကိုစက္ကန့်30အတွင်းမဖြေနိုင်ရင်မိတ်ဆွေရဲ့အကြံဉာဏ်ကတိတ်မကောင်းသေးပါဘူးစီးပွားရေးဆိုတာကရိုးရိုးရှင်းရှင်းအကြံဉာဏ်တစ်ခုပုံမှန်မူတည်ပါတယ်စုံဦးတီထွင်သူတယောက်ရဲ့အရေးချင်းကထူးခြားတဲ့အမြင်ရှိဖို့ပါ အကြံဉာဏ်တစ်ခုကိုရေရှည်တည်တတ်စေမဲ့စီးပွားရေးပုံစံနဲ့အမြဲပေါင်းဆက်သင့်ပါတယ်။အဲ့ဒီမှာကုန်ပစ္စည်းပေးသွင်းသူ၊သုံးစွဲသူ၊ငွေကြေးစတာတွေမှာကုမ္ပဏီရဲ့အယူဆတွေပါ ပါဝင်ပါတယ်။မြန်မြန်နဲ့ရေရှည်အကျိုးမြတ်တွေရရှိမဲ့ပုံစံကိုဖန်တီးဖို့ကအရေးကြီးပါတယ်။စိတ်အားထက်သန်တဲ့လုပ်ငန်းကိုရွေးချယ်ပါလုပ်ငန်းတစ်ခုကိုရွေးချယ်တဲ့အခါအကြံဉာဏ်တစ်ခုရရလက်အနေနဲ့မရွေးချယ်သင့်ပါဘူး။တတိနဲ့စဉ်းစားပြီးမှရွေးချယ်သင့်ပါတယ်။ စိတ်မဝင်စားတဲ့လုပ်ငန်းကိုရွေးချယ်တာကကြာရှုံးခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုပါပဲလုပ်ငန်းနဲ့ပတ်သက်ပြီးစိတ်အားထက်သန်မှုအပြည့်ရှိရပါမယ်အဲ့ဒီလိုစိတ်အားထက်သန်မှုကအခက်အခဲတွေကိုကျော်လွှားနိုင်မှုအဓိကအကြောင်းရင်းတစ်ခုဖြစ်လာပါလိမ့်မယ်လုပ်ငန်းအကြောင်းကိုမသိရင်အောင်မြင်ဖို့ခွင့်ရနေပါတယ်စီးမျဉ်းတွေကိုမသိဘဲနဲ့ဘလို့ဖြစ်မလဲတီထွင်ဖန်တီးနိုင်မှုဈေးကွက်ရဲ့လှုပ်ရှားမှုတွေကိုနားလည်ဖို့လိုပါတယ် စုံဦးတီထွင်သူတယောက်အနေနဲ့လုပ်ငန်းတစ်ခုကိုကျွမ်းကျင်ပိုင်နိုင်စွာလုပ်ကိုင်နိုင်ရပါမယ်။အကြံဉာဏ်တစ်ခုကိုအကောင့်ထဲဖော်ယူနဲ့မလုံလောက်ပါဘူး။ကြီးထွားနေတဲ့လုပ်ငန်းတွေကငွေမြောက်များရရှိစေနိုင်ပါတယ်။ယင်းနှမြုံနံသူတွေကိုဆွဲဆောင်နိုင်ပြီးဗန်တွေကလည်းငွေချေးဖို့လွယ်ကူစေပါတယ်။မိသားစုဝင်ငွေကို မျှဝေသုံးစွဲပါဆိုဦးတီထွင်သူတွေရဲ့လိုအပ်ချက်တွေကစီးပွားရေးလုပ်ငန်းကိုပျက်စီးစေနိုင်ပါတယ် လုပ်ငန်းတစ်ခုကအကျိုးမြတ်တွေရရှိဖို့အချိန်တော့ကြာဆောင်ရပါတယ်။ဒါကြောင့်စွန်ဦးတီထွင်သူတွေဟာမိသားစုဝင်ငွေကိုညှဝေသုံးစွဲဖို့လိုပါတယ်။မိသားစုအတွက်ငွေစုထားတာသို့မဟုတ်အိမ်တော်ဖက်ရဲ့လစာကူသုံးတာကအကောင်းဆုံးနည်းလမ်းပါပဲ။မိမိရဲ့လစာကူစီးပွားရေးအစီအစဉ်ထဲမှာထည့်တွက်ပါ။အစိုးဆုံးအခြေအနေကိုတွက်ချက်ပြီး30ရာခိုင်နှုန်းလျှော့လိုက်ပါ။တကယ်လို့လက်တွေမှာငွေပိုလိုအပ်တယ်ဆိုရင်ရင်းနှီးမြှုပ်နှံသူတွေကိုရှာဖွေတာကပိုကောင်းပါလေ။ စားစချင်းမှာချမ်းသာတဲ့တထေးတယောက်လိုမနေပါနဲ့ချွေတာပြီးနေထိုင်တာကမိသားစုရဲ့စီးပွားရေးလှုပ်လှမှုကိုအချိန်တော်ကြာထိန်းသိမ်းထားနိုင်ပါတယ်မိသားစုရဲ့ထောက်ခံမှုကလည်းအရေးကြီးပါတယ်မိသားစုအထူးသဖြင့်အိမ်နောက်ဘက်ကစီမံကိန်းနဲ့တသားတည်းဖြစ်နေရပါမယ်ဆွလို့အနစ်နာခံဖို့အဆင်သင့်ဖြစ်နေရပါမယ်အခက်အခဲတွေရှိတဲ့အခါကူညီဖို့အဆင်သင့်ဖြစ်နေရပါမယ်ဘွားရဲ့မညီညာမှုကိုလက်ခံပါ လူတော်တော်များများကအလုတ်ချိန်နဲ့ဘဝကိုမျှတအောင်ထိန်းသိမ်းခြင်းလို့စီးပွားရေးလုပ်ငန်းကိုစတင်ကြပါတယ်။ဒါပေမဲ့စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းကဘဝရဲ့မြင့်မြတ်မှုကိုဖြစ်စေပါတယ်။အ ਨੇ ဆုံးတော့စီးပွားရေးဆက်လုပ်တဲ့နှစ်တွေမှာပါတစ်ခါတလေတစ်တလုံးဖြစ်သွားတတ်ပါတယ်။စွန့်ဦးတီထွင်သူတွေဟာဘယ်တော့မှအနားမယူပါဘူး။စီးပွားရေးလုပ်ငန်းရဲ့စိုးရိမ်ပူပန်မှုတွေနဲ့စိတ်ကူးစိတ်တန်းတွေကသူတို့ရဲ့အတွေးတွေကိုအမြဲနေရာယူထားပါတယ်။ဒါကြောင့်ဘဝမှာအလုပ်ကိစ္စတွေပဲဖြစ်နေတတ်ပါတယ်။ အိမ်တော်ဘက်ကစိတ်ကုန်ပြီးစီမံကိန်းကိုဆွန့်လွတ်ဖို့ပြောလာနိုင်ပါတယ်။စွန့်ဦးတီထွင်လုပ်ငန်းကလွတ်လပ်တယ်လို့ခန်းစားရပေမဲ့အားလက်ချိန်မျိုးမရှိပါဘူး။အမြဲတမ်းလုပ်နေရပါတယ်။မိသားစုနဲ့အိမ်တော်ဘက်ကဒီအခြေအနေကို နားလည်ဖို့လိုပါတယ်။အဲ့ဒီလိုမှမဟုတ်ရင်မိသားစုရေးတွေပိုဆိုးလာနိုင်ပါတယ်။အမျက်အဆုံးကိုအဓိကထားပါအစကတည်းကအကျိုးမြတ်မြတ်ရတဲ့စီးပွားရေးလုပ်ငန်းကနောက်ပိုင်းမှာလည်းရဖို့ခဲရင်ပါတယ် စီးပွားရေးအစီအစဉ်တွေကတကယ်ဖြစ်လာဖို့မဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းရဲ့အရေးကြီးတဲ့အချက်တွေကိုဖော်ထုတ်ဖို့ပါလုပ်ငန်းတစ်ခုစတင်တာထက်ကြီးထွားအောင် လုပ်တာက ပိုခက်ခဲပါတယ်စစချင်းမှာအမြင်ရဖို့ကိုဦးစားပေးသင့်ပါတယ်ကုန်ကျစရိတ်တွေကိုထိန်းချုပ်ပြီးဘလို့အပ်တာတွေကိုဖယ်ရှားသင့်ပါတယ်ဒီပုံစံကအလုံးမဖြစ်ဘူးဆိုရင်ပြန်ပြင်ဆင်သင့်ပါတယ်အယောင်မြင့်တင်တာကပျော်ရွှင်မှုကိုမပေးနိုင်ပါဘူးအမျက်အဆုံးကသာပျော်ရွှင်မှုကိုပေးနိုင်ပါတယ် အရန်အများကြီးရောက်တာက ပြဿနာတွေကိုပိုဖြစ်စေပါတယ်။စုံဦးတီထွင်သူကောင်းတယောက်ဟာလုပ်ငန်းအတွက်အကောင်းဆုံးအရွယ်စားကိုတည်ပါတယ်။ရေရှည်တည်တတ်နိုင်မှုကိုအဓိကထားပြီးအရေးအတွေးကိုအလေးထားပါတယ်။ဘယ်အချိန်မှာလွှဲပြောင်းပေးရမလဲဆိုတာကိုသိပါ။စုံဦးတီထွင်သူနဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတာမတူကြပါဘူး။စုံဦးတီထွင်သူတွေကလုပ်ငန်းတစ်တွေကိုတည်ထောင်ရတာကိုပြောကြပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ကြီးထွားအောင်လုပ်ရတာကိုပြောကြပါတယ်။တချို့စုံဦးတီထွင်သူတွေကလုပ်ငန်းကို ကြီးထွားအောင်မလုပ်နိုင်ကြပါဘူး။တရေချင်းမရှိလို့တို့မဟုတ်ငင်းငွေလို့ပါ။စီးပွားရေးလုပ်ငန်းတစ်ခုကြီးထွားလာတဲ့အခါစုံဦးတီထွင်သူတွေဟာသူတို့ကပဲဆက်ပြီးဥဆောင်တင်လာဆိုတာကိုစဉ်းစားသင့်ပါတယ်။စုံဦးတီထွင်သူတယောက်အနေနဲ့အစာပိုင်းမှာအတားချက်ရှိခဲ့ပေမဲ့နောက်ပိုင်းမှာအဟန့်တားဖြစ်လာနိုင်ပါတယ်။ဒါကြောင့်အရေးချင်းရှိတဲ့သူကိုလွှဲပြောင်းပေးသင့်ပါတယ်။ လွှဲပြောင်းပေးဖို့ဆုံးဖြတ်တာကရှုံးနိမ့်တာမဟုတ်ပါဘူးစီးပွားရေးလုပ်ငန်းအပေါ်တာဝန်ယူမှုတစ်ခုပါဒါကကုမ္ပဏီကိုကြီးထွားစေပြီးစွန့်ဦးတီထွင်သူတွေကိုလည်းသူတို့စိတ်ပါဝင်စားတဲ့အရာတွေကိုလုပ်ခွင့်ပေးပါတယ်မိတ်ဆွေတို့ဒီဗီဒီယိုကနေစွန့်ဦးတီထွင်သူတယောက်ဖြစ်ဖို့လိုအပ်တဲ့အချက်တွေကိုလေ့လာသင်ယူနိုင်မယ်လို့မျှော်လင့်ပါတယ်ဖာနန်ဒိုထရီယပ်ဒီဘက်စ်ရဲ့ El Libro Negro de Emprendido ဆောက်ထဲမှာတိထက်ပိုးတဲ့အကြောင်းအရာတွေအများကြီးရှိပါသေးတယ်။စိတ်ဝင်စားရင် ရှာဖက်ကြည့်ကြပါဦး။ ားလုံးကိုကျေးဇူးတင်ပါတယ်